င်းနိုင်ရှင်တို့ရောက်ရှိနေတာကတော့အာတော့တန်ကွန်စထရက်ရှင်ကပေါ့နော်ဆောက်လုပ်ထားတဲ့အရမ်းမိုက်တဲ့အိမ်လေးတအိမ်ကိုရောက်ရှိနေတာဖြစ်ပါတယ်။သူကတော့တကယ်လို့မအချက်ချကြတဲ့မြောက်တကုံပေါ့နော်။မြောက်တကုံရဲ့ပေါ့နော်၄၅ရက်ကွက်၄၅ရက်ကွက်ဟိုဘက်မှာဆိုရင်ဘာထူးလမ်းမကြီး ီးတော့ဟိုဘက်မှာဆိုရင်လည်းမန္တလေးလမ်းမကြီးပေါ့နော်အဲ့လိုလမ်းမကြီးနှစ်ခုရဲ့အလဲမှာတကယ်ကိုအချက်ချာကြတဲ့နေရာမှာ ရှိတယ်ပြီးတော့သူ့ရဲ့လမ်းပေါ့နော်လမ်းရဲ့အခြေအရလည်းတကယ်ကိုမှလမ်းအခြေအရကောင်းတယ်ပြီးတော့လမ်းလည်းကောင်းတယ်ပြီးတော့အိမ်နေပေါ့နော်ဒီတလန်းလုံးမှာရှိတဲ့အိမ်နေအိမ်နေရလဲတကယ်ကိုမှတသက်ရက်ကလေးဖြစ်တဲ့အာပြီးတော့ဒီရလေးရကြတော့အိမ်လေးရဲ့ bike လေးရကြတော့လဲနိုင်ရှင်တို့စောက်ထားတဲ့အိမ်လေးနဲ့အဲ အာကန်ထရိုက်ကတူတူပဲဆိုတော့လေအဲဒီမှာနှိုက်ရှင်ပြကျင်တာနှိုက်ရှင်တို့အိမ်လေးနဲ့လည်းနည်းနည်းစင်စင်နေကွဒီမှာကြည့်နှိုက်ရှင်အိမ်ဆိုလဲဒီလိုလေးပေါ့အဲ့တော့ဒီဟာလေးဆိုလဲနှိုက်ရှင်တို့ ဒီမှာရွှေလာငွေလာလေးပေါ့နော်ဒီအကိုရဲ့ vibe ကဒီမှာရွှေလာငွေလာလေးတွေကိုအဲ့လိုမျိုးထည့်ထားတယ်ဒီမှာမြုပ်ဆောင်လေးတွေထည့်မယ်သူ့ခြံလေးကအဲ့လိုချစ်စရာလေးဖြစ်နေတယ်အဲ့လိုရမ်းရှွတ်ရှွတ်ဆက်ကြီးခက်ခက်ကြီးဖြစ်မနေဘူးနောက်တစ်ခုကနိုင်ရှင်တို့ဒီ construction ကြိုက်တာကြတော့ဒီမှာပြုတ်လေးတွေပေါ့နော်ဒီလိုပြုတ်နိုင်ရှင်အိမ်မှာဆိုလဲဒီလိုပြုတ်ကလေးတွေထည့်ချင်တာအဲ့လိုပြုတ်ကလေးတွေနဲ့နင်းနဲ့အလှဆင်နေဒါသူ့ရဲ့ပေါ့နော် logo ပေါ့နော်ပြီးတော့တကားပေါ့ ။အဲတကားဆိုရင်လည်းနိုင်ရှင်တို့အာပုံမှန်မြင်နေကြအခြံနေရတကားနဲ့မတူဘဲနဲ့မှဒီလိုမျိုးအရန်မိုက်နော်ဒါအော်ဒါနိုင်ရှင်တို့အိမ်မှာဆိုလဲဒီလိုတကားပဲသုံးမယ်။ အဲအဲ့လိုမျိုးလေးနဲ့ဒါနိုင်ငံခြားဆန်တဲ့ကွက်တီတကားတွေအကြတော့လေတို့နော်တို့ဆွဲမဲ့တကားရှိမဲ့ကဲအဲ့တော့အထဲထဲဝင်မဲ့အခါမှာအထဲမှာအိမ်မှာ40 60အကျယ်ကိုစောက်ထားတာဖြစ်ပါတယ်အဲ့တော့ဒီအိမ်လေးအကြတော့သူဆင်ဝင်အောက်ကလေးမှာသူကားတစီးကောင်းကောင်းမွန်မွန်ရက်လို့ရတယ်ဗောနော်ကားပတ်ကင်းကားတစီးကောင်းမွန်ရက်လို့ရတယ်ပြီးတော့ဒီမှာ အဲအပေါ်လေးမှာဆိုလဲဒါဒါသူကျွန်းနေနဲ့လုတ်ပေးထားတယ်ဟုတ်လားအလှပေါ့နော်ကျွန်းနေနဲ့လုတ်ပေးထားတယ်မြုပ်ဆောင်လေးနဲ့ဆိုတော့ဒီနေရာလေးကကားထုတ်လို့လဲရတယ်ကားကိုအပြင်မှာအေးစစ်ရက်လို့ရပြီးတော့ဒီနေရာလေးဆိုရင်လဲဘယ်လိုပြောရမလဲဆိုတော့နိုင်ရှင်တို့ပါတီပါကြီးလုတ်လို့ရတယ်ကွအဲအဲ့လိုမျိုးပေါ့နော်ပြီးတော့ကပကင်ကနေပြီးတော့ဆိုရင်လဲသူကအထဲထဲကိုဝင်လို့ရတဲ့အပေါက်ရှိမယ်နော်အထဲထဲကိုဝင်လို့ရတဲ့အပေါက်ရှိပါမယ်ဒီကနေဝင်လို့ရမယ်အဲဒီလေးဝင်လို့ရမယ်ဒါမှမဟုတ်လဲနိုင်ရှင်တို့ဧကန်နဲ့ရဝင်မယ်ဆိုရင်ဧကန်နဲ့ရဝင်ကြမယ်နော် ချစ်စရာလေးအိမ်လေးอ่ะဒီမှာဆိုရင်လဲခြံလေးอ่ะတကယ်ဥမပေါ့เนาะဟိုဘယ်လိုပြရမလဲမီနီပန်းခြံလေးပေါ့เนาะမီနီပန်းခြံလေးညကြရင်လဲကလေးတွေထွက်ဆော့လို့ရတယ်အေးအေးလေးမှာလူကြီးတွေထွက်ပြီးတော့တတောင်တတနဲ့လမ်းလျှောက်လို့ရတယ်ပြီးတော့နှိုင်းချိန်ကြိုက်တာဒီနေရာလေးဒီနေရာလေးဆိုရင်ဒီမှာသူอ่ะဟုတ်ခုံလေးလိုပဲပေါ့ကွယ်ဒီလားလေးမှာသူတွေထိုင်ပြီးတော့ coffee ခွက်ကလေးနဲ့အပြင်ကိုညနေကြရင်ငေးလို့ရတယ်ပြီးတော့တက်တဲ့လေကားလေးတွေမှာလဲသူอ่ะဟိုးအောင်มาပေါ့เนาะမီးလေးတွေမြုပ်ပေးထား မိလေးမြုပ်ပေးထားတာဆိုတော့ညာဘက်ကျရင်လဲမှောင်လေးရဲ့အခါမှာသူ့ရဲ့လှေကားလေးကလင်းနေမယ်သူ့ရဲ့အလှလေးပေါ်နေမယ်ပေါ့နော်ကဲအဲ့တော့နှိုင်းရှင်တို့အထဲထဲဝင်ကြမယ်ဝင်မယ်ရှင်ဒါလေးအကုန်လုံးကကျွန်းနေပြီပဲနော်ကျွန်းနေတုံးထားပါလေဟာမိုက်လိုက်တာ နိုင်ရှင်တို့အဓိကလာကြည့်တာကတော့ဒီကျွန်းပေါ့နော်အိမ်မှာလည်းဒီလိုမျိုးလေးခင်းကျင်နေဆိုတော့နိုင်ရှင်တို့ဒီကျွန်းပါကေကိုလာကြည့်တာဖြစ်တယ်အကိုနဲ့ကလည်း construction ကအာကိုစောက်တာနဲ့အတူတူပဲဆိုတော့ဒီကျွန်းပါကေတွေဆိုဟိုကိုဘင်းဆိုလည်းဒီအယောင်လေးကိုသူကြိုက်တယ်အရန်ပြောင်လက်ပြီးမီးထွန်းလိုက်ရင် plastic လို့ဖြစ်ပြီးတော့အဲ့လိုပြောင်နေတဲ့ဟာမျိုးမကြိုက်ပဲနဲ့မှဒီလောက်ပဲပေါ့နော်ဒီလောက်လောက်ဟာလောက်ပဲကြိုက်တယ်အပိတ်ပေါ့နော်အဲ့လိုကြိုက်တယ်နောက်တစ်ခုကကြတော့ဒီမှာခုံနေခုံနေအကုန်လုံးကိုအကိုကအကျွန်းနဲ့ပဲအလှဆင်ပေးထားတယ် တကယ်ကိုမှဟိုဘယ်လိုပြောရမလဲရန်ကြီးဟိုမှလေသူကလေဒီအိမ်ထဲကိုဝင်လိုက်ပြီဆိုတာနဲ့သူ့ရဲ့အိမ်ကလုံးဝတောင့်တောင့်တင်းတင်းနဲ့ဟောပေါ့နော်တကယ်ကိုမှလေအဲ့လိုမျိုး luxury vibe ကိုခံစားရမယ်ပေါ့နော် ပြီးတော့ဒီအကိုရဲ့အဲဆောက်လုပ်ရေးမှာနှိုင်းရှင်လို့ကြိုက်တာဆိုရင်ဒီနေရာတွေပေါ့နော်ဒီလိုမျိုးနေရာတွေမှာဆိုရင်သူကဒါရွှေလာငွေလာအောင်မအမဲပေါ့နော်အမဲကိုသူကတ်ပေးထားတယ် တီဗီဖွင့်လိုက်တဲ့အခါမှာတီဖွင့်လိုက်တဲ့အခါမှာညကြရင်ဒီအမဲကနေပြီးတော့မှဒီတီဗီကိုပို့ပြီးတော့ပေါ်စေတယ်ပေါ့ကွယ်ကိုကြည့်နေတဲ့တီဗီကိုပို့ပြီးတော့ပေါ်စေတယ်ဒီအနောက်ကဒီအမဲတွေကြောင့်ပေါ့နော်ပြီးတော့သူကတကယ်ကမှကြည့်ရတာတမျိုးလေးပဲသူ့ရဲ့အိမ်မှာဒါလေးတွေထည့်ထားတာနှိုင်းရှင်လို့ဆိုရင်အိမ်ဆောက်ဖို့အဲ့လိုမျိုး ကိုယ့်ရဲ့ကိုယ်စွမ်းရှင်တွေကိုလိုက်ကြည့်တဲ့အခါမှာဒီလိုမျိုးဟာလေးတွေပါနေတာကိုကြိုက်တယ်ခုနခြံထိတ်ကဗျုတ်ကလေးတွေပေါ့နော်အဲ့လိုဗျုတ်ကလေးတွေပါနေတာကိုကြိုက်တယ်နောက်တစ်ခုကကျုံးနေသုံးတာပေးတာကိုကြိုက်တယ်အဲ့လိုမျိုးကြောင့်ဒီ construction ကိုလည်းနိုင်ရှင်လို့ရွေးချယ်တာပေါ့နော်အဲ့တော့ဒါလေးကအေခမ်းလေးပေါ့ပြီးတော့နောက်ထပ်အရန်လှတဲ့နေရာလေးတနေရာကိုပြပေးခြင်းပါတယ်ဒီအဲဘယ်လိုပြောရမလဲဒီအေခမ်းလေးနဲ့ကက်ရက်ကလေးမှာဘာလေးရှိလဲဆိုတာလိုက်ပြမယ်နော်ဒါလေးကတော့ အာတဲ့ slide တကားလေးနဲ့ရန်ကိုမှကြပြဆန်တဲ့နေရာလေးတနေရာပေါ့နော်ကို့အိမ်လေးထဲမှာဆိုရင်ကဲကြည့်ပါဦးဒီထဲရောက်သွားဘလောက်အေဂျင့်ကဲဒါလေးကတော့အောက်ထပ်ကမာစတာခန်းလေးပေါ့နော်ဒီမာစတာခန်းကိုလည်းတခန်းလုံးကိုသူကကျုံးနေနေပဲပေါ့တကားအစားအောက်မှာလည်းကျုံးပက်ကေးနေတယ်တကယ်ကျုံးနေနေပဲအကုန်လုံးလှုပ်ထားရဲပြီးတော့ဒီမှာကရေချိုးကအိမ်သားမှာလည်းကာလာလေးတွေကတကယ်ပိုဆန်တယ်နော်ဒီမှာကြည့်လိုက်ဆက်ပေးထားတာလေးတွေက ဟမ်ညချူကအင်သာရဲ့ကာလာလေးတွေဆိုလဲကျွေးပြားကာလာလေးဆိုလဲတကယ်ဥမဘိုးဆက်ဆန်လေးပေါ့နော်အလိုမျိုးလေးဆက်ပေးထားတာဟာဒီမှာတောင်းတဲ့ဟာလေးတွေမှာလက်အန်လေးတွေအမ်ဒီမှာအရမ်းမိုက်တယ်အရမ်းမိုက်တယ်နော်ဒါလေးကဲလောက်မိုက်တယ်အာလုံးဝရှင်းလေးပြီးတော့မှဘိုးဆက်ဆန်လေးသုံးပေးထားတာကဲအဲ့တော့ထမင်းစားခန်းနဲ့တွေ့ကြမယ်နော် ခမင်းစားကန်းကတော့အိတ်အိမ်မှာရှိတယ်ပေါ့နော်အရှင်မတွေအကြိုက်ဆုံးနေရာလို့ပြောလို့ရမယ်ကဲဒီခမင်းစားကန်းကိုတစ်ချက်တော့ကြည့်လိုက်ပါဦးခမင်းစားကန်းနဲ့မီးပုံတွေကတက်ရတန့်ရှင်းပြီးတော့မှဒါဆိုလဲကျွန်းနဲ့လှုပ်ထားတဲ့သပွဲကြီးပေါ့နော်ကျွန်းနဲ့လှုပ်ထားတဲ့သပွဲကြီးဒီမှာထိုင်ကုန်သုံးကုန်ရှိမယ်နောက်ပြီးတော့နိုင်ရှင်အရန်ကြိုက်တဲ့နေရာလေးတနေရာကဲဒီနေရာမှာထိုင်ပြီးတော့ဒီနေရာမှာဆိုရင်လူတွေအများကြီးထိုင်လို့ရမယ်ပြီးတော့ဒီနေရာလေးကနေပြီးတော့ခမင်းလေးစားရင်လည်းဒီမှာပန်းချန်လေးကိုကြည့်လို့ရမယ်ကော်ဖီလေးတောက်ရင်လည်းပန်းချန်လေးကြည့်လို့ရမယ်ဆိုတော့ ဟာလေးကိုဒါလေးကဒေးဘက်ကလေးပုံစံမျိုးလေးထည့်ပေးထားရပေါ့နော်ကလေးတွေလည်းကြိုက်မှာဒီနေရာလေးဆိုရင်လေအာဒီဒေးဘက်ကလေးပါမယ်တကားလေးဖွင့်ပြီးတော့ channel ကိုလည်းကြည့်လို့ရမယ်ဟိုကလေးတွေစော့နေတာဆိုလည်းဒီနားကနေလှမ်းကြည့်လို့ရမယ် channel ကနေပြီးတော့လည်းအထဲတဲ့ဟိုတစ်ခုခုလှမ်းတောင်းချင်နေဆိုရင်လည်းမုတ်တွေပါရေးထမင်းတွေပါရေး coffee တွေပါဆိုဒီကနေပြီးတော့ slide နဲ့လှမ်းပေးလို့ရမယ်ဆိုတော့ဒါအရန်မိုက်တယ်နောက်ပြီးတော့မိဖို့ဆောင်ကတူလုတ်ပေးထားတာအရန်မိုက်တယ်နော်ဒါဆိုလည်းအကုန်ကျွန်းနေတယ်ဟာဒီမှာနှက်ကန် နှိုက်ရှင်လိုချင်တာဒီလိုမျိုးပေါ့နော်နှစ်ကန်နှစ်ကန်မှအဆင်ပြေမယ်နှစ်ကန်ဆေးတဲ့ဟာပါမယ်ဒီမှာဆိုရင်လည်းအကုန်လုံးကျွန်းနေနဲ့အကုန်ထားပေးထားတယ်ပြီးတော့ဟိုကတော့ဇွန်းဟိုခရင်နေဒီထဲမှာပါပါသေးတယ်နော်ဒီထဲမှာဒီတို့တွေအာဒါကြတော့ဒီမှာ touch ပေါ့နော် gas တို့ဟိုလိုပါမယ်ဟာပြီးတော့ဒီပေါ်မှာဆိုရင်လည်း ဒါကိုရဲ့အဲပကံဒီပိုင်းထားလို့ရမယ်ဟာပေါ့နော်ဒါလေးတွေကိုထားပြီးထားကဲအဲ့တော့ဒါလေးကဒါမီးဖို့ဆောင်လေးပေါ့အဲ့ဒီကနေပြီးတော့ဒါပါတော့ဟိုတွိုင်းလက်အော်ဒါနောက်အများသုံးအများသုံးအတူမလေးရအများသုံးလေးတွိုင်းလက်အခန်းလေးရလေကျဲလိုက်တာတဲ့ကျဲကြီးပဲကျန်းဒီမှာလေနော်ဒါအများသုံးတွိုင်းလက်တစ်ခန်းမိုက်လိုက်တာဒီမှာကဲအဲ့ဒါလေးတစ်ခန်းပါမယ်ဒါအောက်ထပ်ပဲရှိသေးတယ်နော်ပေါ်တက်တော့မရောက်ဘူးဒါဒါနောက်ဖွေး နောက်ခွေးမှာဆိုရင်လည်းဟဲ့အမေမစတတတရဲ့ကလေးနော်ဒီနောက်လေးရေဆိုလဲကိုဘသားကိုပစ္စည်းလေးထားလို့ရမယ်ပြီးတော့ကိုဘသားကိုအလှပေါ့နော်တခုခုဟိုဟာနောက်ခွေးမှာအဝတ်လှမ်းလို့ရမယ်ကဲပြီးတော့ဒီနေရာလေးရကြတော့ဒါပါပေါ့အဝတ်လျှော်ဖို့ဝိရှောဘုတ်တော့ကိုဒါအဝိရှောဆက်နဲ့တေချာတီးတက်တော့ဒီလိုလုပ်ပေးထားရယ်ကွယ်เนาะဒီမှာထိုင်ကုန်မှာခြာပေးထားတည်တယ်เนาะပြီးတော့အပေါ်ထက်တက်ကြအောင် ဒီအောက်မှာဆိုရင်လေစတိုကန်တစ်ခန်းအသေးလေးပါပါတယ်ပစ္စည်းတွေထည့်ဖို့ရဒါဆိုလည်းကျွန်တော်အပေါ်တက်ကြမယ်ကဲကျုံးလေကားကြီးဆိုတော့တကယ်မှတောင်းတောင်းတင်းတင်းကြီးနဲ့မိုက်လိုက်တာကဲဒီနားတွေကအသက်ပဲတက်လာတဲ့အခါမှာမိုက်လိုက်တာဒီနေရာတွေကိုလည်းကျုံးနေနဲ့လုပေးထားသလိုဒီနေရာကြီးပေါ့เนาะဟိုမှာကြည့်အောင်အာ ခုထုံးလုံးပုံလည်းချိန်ထားသေးတာမိုက်လိုက်တာဒီမှာဒီလိုနေရာတွေဒီလိုနေရာတွေကလုံးဝအိတ်တဲ့အင်းရဲ့ main ပဲဒီ top down construction main ပဲပေါ့နော်ဒါဒီနေရာတွေကအရမ်းမိုက်တယ်နိုင်ရှင်တို့ဆိုလည်းဒီနေရာတွေမှာနိုင်ရှင်တို့မိသားစုပုံတွေချိန်မာတို့ဘာတို့တွေအကုန်စိတ်ကူးတွေရင်ထားကြပေါ့နော်ဒီနေရာကြီးကအရမ်းမိုက်တယ်ကဲအဲ့ဆိုအပေါ်လေးဆက်တက်ကြမယ်ဒါလေးကပထမတက်လေးပေါ့ချစ်စရာလေးအေးအင်းကလင်းလင်းလင်းနေတည်လားလင်းနေအလင်းရောင်ရမချာအေးကဲ ဟာဒူရီဒီအဲအပြင်ကိုကြည့်လို့ရတယ်ဟမ်ဒီတန်းမှာလဲချစ်ဆရာလေးဒါဧကန်ပေါ့နော်ဧကန်လားဖယားကန်လားယောက်ျားဖယားကန်ဒါဖယားကန်ဖယားကန်နဲ့ဟိုဘက်ကဟိုဟိုဘက်ကိုထွက်မယ်ဆိုဝမ်းလာရှိမယ်อืมอ๋อตลอดใส่กุ้ยเส้นในเองเลยป่ะกั๋ว ဝန်တာကဲဘလောက်မိုက်လဲဝန်တာတော့သူအထက်ထက်နဲ့နှမောလည်းရှိသေးတယ်ဒါလေးကဝန်ရန်တာဖြစ်မယ်ဖျားကနေထွက်လိုက်တာဝန်တာလေးပေါ့ညနေစောင်းဆိုရင်ဟမ်ဒီမှာထွက်ပြီးတော့နားယူပန်းဖြေလို့ရပါတယ်ကဲဒီမှာနောက်ထပ် master ခန်းတစ်ခန်းထပ်ပြပေးမယ်အောက်ထပ်အတိုင်းပဲ သူ့ရဲ့အခြေရလေအောက်ထပ်အတိုင်းပဲနှစ်ယောက်အိတ်ပေါ့ကြဲကြဲဝင်းဝင်းအိတ်လို့ရတယ်ဗီဒီယိုတွေထားကြိုက်တယ်လို့ထားအောက်ထပ်ကအတိုင်းပဲကိုဒါ master ခန်းတခန်းပါရပေါ့နော်အဲ့တော့ဒီ master ခန်းကတော့အောက်ထပ်အတိုင်းပဲဖြစ်တဲ့အတွက်ကိုနိုင်ရှင်တိတ်မပြောတော့အရန်အော်တူကအနောက်မှာတော့သူကဒါဒါပဲလေဒါရေချိုးခန်းအိမ်သားဒီအတိုင်းပဲအောက်ထပ်အတိုင်းပဲပေါ့နော်အဲ့တော့အရန်ထူးခြားတဲ့နောက်ထပ် master အခန်းတခန်းကိုပြမယ်လာအဲ့ဒါလေးကတော့သူနဲ့ကက်ရအခန်းမှာ ဒီမှာပါအဲ့တော့ဒီခန်းလေးကဘာထူးခြားနေလဲဆိုတော့သူ့ရဲ့ vice လေးကဒီမှာမိုက်လိုက်တာတက်ဒီမှာ corridor လေးပါတယ် ဝန်နာလေးထွက်မယ်အဲနိုင်ရှင်တို့အိမ်မှာလဲဒီလိုလေးပါတော့ကိုမင်းကဒီညလေးကိုမလုပ်မလဲဆိုတော့သူကနိုင်ရှင် live လွှင့်ခြင်းနဲ့ဆိုလဲလွှင့်လို့ရအောင်ဆိုတော့ခုံလေးတွေချပြီးတော့ live လွှင့်တာတို့ညဘက်ကျရင်သူ VR လေးပါရေးထွက်တောက်ခြင်းနဲ့ဆိုလဲအဲထွက်တောက်မယ်ပေါ့နော်တစ်ခါတလေပေါ့အဲအဲ့လိုမျိုးလေးပေါ့ကဲဒီမှာဘလောက်မိုက်လဲဒီညလေးမှာဓာတ်ပုံလေးလဲရိုက်လို့ရတယ်တစ်တော့တွေလဲလွှင့်လို့ရတယ် live site တွေလဲလွှင့်လို့ရတယ် နှိုက်ရှင်အိမ်လေးတော့နှိုက်ရှင်စိတ်ကူးရရင်တော်တော်လေးကိုမှိုက်တော့ပေါ်လေးကနေကြည်ပြီးတော့နှိုက်ရှင်အရန်ကြိုက်တဲ့ဟိုကကျအပင်လေးကိုကြည်ပြီးတော့မှအာဟိုကလေးတွေစော့နေလဲမြင်ရမယ်အဲကန်းထဲမှာထိုင်နေတဲ့သူတွေကိုလည်းမြင်ရမယ်တော်တော်မှိုက်တာပဲလို့စိတ်ကူးလေးကပြတ်သူရဲ့အပေါ်မှာကျထားထားပြီးတဲ့ဟာကျမှိုက်နေတယ် ်မီးအိမ်လေးတွေကအစာကွဲတလားမီးအိမ်လေးတွေကအစာသူများနဲ့မတူတဲ့ဒီဇိုင်းလေးတွေကအထူးကကသူကရှုပ်ရှက်ခတ်တာကိုမကြိုက်ဘူးနိုင်ရှင်တို့နဲ့တူတယ်ရှင်းရှင်းလင်းလင်းနဲ့အဲ့လိုမျိုးပုံစံမျိုးလေးကိုကြိုက်တာနိုင်ရှင်တို့ဆိုလည်းအဲ့လိုအရန်ရှုပ်ရှက်ခတ်နေတာတွေတခြားအိမ်မှာရှိနေတဲ့အဲ့လို vibe တွေကိုတိတ်မကြိုက်ပဲနဲ့မှအဲ့ကြောင့်နိုင်ရှင်တို့လည်းဒီ construction ကိုရွေးတာလေတကယ်ကမှအဲ့လိုကိုနဲ့အကြိုက်သွားတူနေထပ်တူကြရတယ်ကွအဲ့လိုမျိုးလေးဖြစ်နေတော့ဒီ construction ကိုနိုင်ရှင်တို့ရွေးချယ်တာပေါ့နော်တကယ်အရင်မှိုက်တယ်နော်ဒါလေးက corridor လေး အာစလိတ်ထွက်တောက်ခြင်းစလိတ်တောက်တဲ့သူတွေဆိုလဲစလိတ်တွေပါထွက်တောက်ဖို့ကိုယ်အဲအဲ့လိုမျိုးလေးပေါ့နော်အဲ့ဒါလေးကဒါလေးကဒီအခန်းလေးကတော့ပြီးတော့အင်သာရေချိုးခန်းကြည့်မယ်ဟာလင်းနေတာပဲမီးပြတ်သွားရင်တော့ဘာမှဖြစ်ဘူးလင်းတယ်သူ့ရဲ့ဒီကြွေပြားရဲ့အချောင်းတွေကကာလာတွေကအရင်မိုက်သူကခဲဖြူတွေတုံးပေးထားတယ်နော်ခဲဖြူတွေတုံးပေးထားတယ်မိုက်တယ်ရှင်းလင်းနေရပဲ တော်ပြီငန်းချင်အဲ့လိုမျိုးပဲကြိုက်တယ်အဲ့လိုဟို back dash တွေပဲထည့်တာလည်းမကြိုက်ဘူးကိုလည်းအမှစိတ်မှမဟုတ်ဘူးဆိုတော့အလင်းရောင်တော့ကောင်းကောင်းရတယ်ဒီအိမ်လေးလေမနော်နိုင်ရှင်းပြဒါလေးကနောက်ဖေးပေါ့ဟိုးနောက်ဖေးကြည့်တော့လည်းမိုက်ဟမ်ဟိုနောက်ကချမ်းအာလှမ်းရှိုးလို့ရဆက်ဆုလို့ရမချမ်းသူများချမ်းတယ်သူများဟိုကနေဘလို့ချမ်းထားတယ်ဟိုမဟောင်းအပင်ကြီးနဲ့လှလိုက်တာ เนาะဒါနောက်တိုက်တယ်ကြည့်လို့ရတယ်ကဲအဲ့ဆိုရင်နိုင်ရှင်တို့ဒါပထမတက်ကလေးပေါ့အဲ့တော့အပေါ်ဒါဆက်တက်ကြကိုလည်းအားကြောင့်ပကြီကားတွေစုနေရပကြီကားတွေစုတယ်ဒီလိုမျိုးတွေချိတ်ချင်လို့ကိုပုံနေအကြီးတွေချဲ့မယ်ဒီအပေါ်မှာဆိုရင်လေ तू ကဒါကဝန်ရံထားဖြစ်မယ်ဒီမှာဆိုရင်ဒါမာစတာနှကန်းပါတည်ရဗျာကဲမိသားစုညားတဲ့သူတွေနေပါလေဧည့်သည်တွေ ပါလာခေါ်ပြီးတော့အပေါ်မှာထားလိုက်ရတယ်မကြည့်ပါဘူးအကျယ်ကြီးပဲမာစတာမာစတာကြီးပဲနော်တအိမ်လုံးမှာပေါင်းလိုက်တာမာစတာကြီးလည်းအရင်မိုက်ဧည့်သည်တွေလာမလားနေရဧည့်သည်တွေလာမလားကိုယ်တငယ်ချင်းတွေလာမလားနန်းအေးစိပေးအိတ်လို့ရတယ်ကိုယ်အိမ်မှာမိသားစုများလားဒီအိမ်ကိုရွေးချယ်ရမှာအရင်မိုက်တယ်ဒီမှာကြည့်အောင်ဒီမှာလည်းမာစတာပဲကွာဟာဒီကအပေါ်ထက်လိုပဲအောက်ထက်လိုပဲခွာလေးပါတယ် ကော်ရီတာလေးပါသေးတာဗျ။ဟဲ့ကိုသားဆိုဒီလိုအခန်းမဲယူမယ်။ကော်ရီတာပါတဲ့အခန်း။ Oh my god မိုက်လိုက်တာဒီမှာဒီမှာဒီမှာဟိုအောက်မှာမိုက်လိုက်တာအောက်ကအပင်လေးအောက်ကလိုအောက်က view တွေကိုလှမ်းပြီးတော့ချိလို့ရရပေါ့နော်။အာအပင်ကြီးနဲ့လှလိုက်တာလောက်လှတဲ့အိမ်လေးလေကဲဒါဒီအိမ်ရဲ့ဒီအိမ်ရဲ့အသက်ပဲ။ ကော်ရီတာလေးတွေနဲ့ဒီရဲ့အတက်ပဲဟိုဘက်ကိုလှမ်းကြည့်မယ်ဆိုဟိုဟာကတော့နိုင်ရှင်လိုဝမ်းတာပေါ့နော်အာဒါလေးကတော့ညာဘက်မှာအေးအေးဆေးဆေးအမ်ညာဘက်မှာအေးအေးဆေးအနားယူရမယ့်နေရာလေးလားအဲ့လိုသွားကြမယ်ဒါလေးကညာဘက်အေးအေးဆေးနေ့လက်ဘက်ဆိုရင်လည်းဒီနေရာမှာအဝတ်တွေပိုင်ထွက်လှမ်းထားမယ်ကွယ်ညနေစောင်းကနေစပြီးတော့အေးမှာလေးတွေတိုက်ပြီးတော့မှအေးဆေးပဲ ဟာပန်းလေးတွေလည်းစိုက်ထားလှမလှဟောတော့ပန်းအိုးနဲ့တော့မလို့တော့ဘူးတခါတည်းဒီလိုအကက်လေးနဲ့မှတခါတည်းစိုက်ထားရုံပဲပန်းအိုးတွေပါတော့မလို့တော့ဘူးနော်အရမ်းမိုက်တထားကြတော့ကိုယ်လည်းအလိုစိုက်ရမယ်ထင်ပန်းအိုးတွေဆိုရင်အရမ်းရှုပ်သွားလိမ့်သူတို့အကန့်လေးလှုပ်ထားလိုက်ရင်ဒီထဲမှာပန်းတွေအကုန်လုံးစိုက်ထည့်လိုက်လို့ရတယ်လှလိုက်တာအပြင်အကြည့်လဲလှတယ်ဒါဆိုရင်အဲမနိုင်ရှင်တို့ဟိုဘယ်လိုပြောရမလဲ ညဘက်တွေမှာတငငချင်းတွေပါလေလာကြပြီးတို့ new year တို့တခြားပွဲတွေပါမှာဆိုလဲအပေါ်မှာပဲနိုင်ရှင်တို့အဲတငငချင်းတွေနဲ့စားကြတတ်ကြအဲအဲ့ဆိုရင်မနိုင်ရှင်တို့ဟောကနေလှမ်းကြည့်ကြည်ရဟောချစ်ဆရာလေးအောက်ကဝန်တာလေးကိုလည်းလှမ်းမြင်ရရောဟိုမှာချစ်အောင်ဟိုဒီလေးတို့ချစ်ဖို့ကောင်းတာနော်အောက်ကဝန်တာလေးကိုလည်းလှမ်းမြင်ရတယ်အဖေနဲ့အောက်နဲ့လည်းလှမ်းစကားပြောလို့ရပြီကဲလောက်မိုက်လေကွယ် ိမ်လုံးကိုဖန်ဆထားတာဒါ၄တအိမ်လုံးကိုဖန်ဆထားတာပြီးတော့ကာလာတိုက်ရဲ့ကာလာပေါ့နော်အရန်ကိုမှအဆင့်ရှိပြီးတော့ဘူဆန်တဲ့ကာလာသုံးပေးထားတယ်ဒီမှာ breaker တွေဆိုလဲအကောင်းစားသုံးပေးထားတယ်ဒါ Schneider ပြီးတော့ cloud တွေဆိုလဲ open အဲ open cloud တွေတဲ့အော် open cloud တွေသုံးပေးထားတယ်တကယ်ဟိုမှအကောင်လုံးအိမ်ထဲမှာလဲ brand တွေသုံးပေးထားတယ်ပြီးတော့ဒီမှာမြင့်နေဆိုလဲဟိုပါပေါ့နော်တကယ်ဟိုဘယ်လိုပြောရမလဲ ဟိုဒီလိုမျိုးတွဲလဲတွေကြာနေရအဲ့လိုမျိုးခရစ်စတယ်တွေနဲ့မဟုတ်ဘဲနဲ့မှအဲသူကအဲ့လိုမော်ဒန်ဒီဇိုင်းတွေပေါ့သူသူအိမ်နဲ့လိုက်ဖက်တဲ့မော်ဒန်ဒီဇိုင်းမီးအိမ်လေးတွေမီးစလိုက်ကလေးတွေမီးအဲ့လိုမျိုးပေါ့နော်နေရန်ကတ်ကလေးတွေမြုပ်တာလေးတွေကလုံးဝမှသူအိမ်နဲ့လိုက်တဲ့သူအိမ်ဘိုင်းနဲ့လိုက်တဲ့ဘိုးဆန်ဆန်လေးတွေကိုပဲတုံးပေးထားဖြစ်ပါတယ်ကဲအဲ့တော့ဒီအိမ်လေးကိုတကယ်မှစိတ်ဝင်စားဖို့အရန်ကောင်းနေပေါ့နော်သူရဲ့ဖန်ဆာထားတဲ့ပကြီးကားတွေ 900သိန်း15500နဲ့ဆိုရင်တော့နိုင်ရှင်တို့အဲ shorting ရှိပါတယ်လို့ပြောချင်ပါတယ်ပြီးတော့ဒါက45ရက်ကွက်ပေါ့နော်ခုန45ရက်ကွက်နိုင်ရှင်ပြောထားတယ်ဟိုဘက်မှာဆိုရင်လေအဲဘုံမှုပါထူလန်း ါလားเนาะဥပမာဆိုရင်လဲမန္တလေးလမ်းမကြီးရဲ့အချက်ချကြတဲ့နေရာကြီးမှာဆိုတော့လေဒီနေရာလေးကတော့တကယ်မှစိတ်ချလက်ချနဲ့မှအာ classic ဆက်ဆက်အိမ်လေးဘယ်သူမှမတူတဲ့အိမ်လေးမြောက်တကုံထဲမှာလိုချင်နေဆိုတော့နိုင်ရှင်ပြတဲ့ဒီအိမ်လေးကိုအမြန်ဆုံးလေးလာရောက်ရွေးချယ်ပါလို့နိုင်ရှင်ကဖိတ်ခေါ်ချင်ပါတယ် hello လောက်လိုက်နော်နိုင်ရှင်ဖုန်းနံပါတ်ထည့်ပေးထားပါ